ခွန်စည်းကြမ်းမှုလျှော့ပေါ်ကြောင်းကြေညာပြီးနောက်တရုတ်မှကုန်ပစ္စည်းများအမေရိကန်မှယူမှုပြန်လည်မြင့်တက်လာဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တရုတ်နဲ့အမေရိကန်ကြားမကြသိမီကအခွန်စည်းကြမ်းနှုန်းလျှော့ချပြီးနောက်မှာပဲတရုတ်မှတင်ပို့ကုန်အသားပေးစက်ရုံများနဲ့လုပ်ငန်းများဟာအမေရိကန်ဖောက်သည်များထံမှအော်ရာများပြန်လည်ရရှိလာပါသေး။ တရုတ်အရှေ့ပိုင်းကြန့်ရှိပြည်နယ်ရှိမြစ်စီတို့ဘူးများထုတ်လုပ်တဲ့စားသောက်ကုန်ကုမ္ပဏီတစ်ခုဟာအခွန်စည်းကြံနှုန်းလျှော့ချကြောင်းကြေညာချက်ထွက်ပြီးနောက်မိနစ်30အကြာမှာပဲအမေရိကန်ဖောက်တယ်များထံမှအော်ရာများလက်ခံရရှိခဲ့ပါတယ်။ Los Angeles မှာတစ်သားတထောင်နဲ့ New York မှာ900မှာယူထားပါတယ်။ American မှာတရုတ်တို့ရဲ့မြစ်တွေကို အစားထိုးနိုင်မဲ့အရာမရှိဘူးလို့ Company Manager ချန်ချီရန်ကပြောပါတယ်။ ကုမ္ပဏီဟာဥရောပဈေးကွက်တွေကိုလည်းတိုးချဲ့လာပြီးဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံ20ကျော်ထံတင်ပို့ရောင်းချနေကြောင်းဒီထက်ပိုမိုကျပြန်းစွာတင်ပို့နိုင်မယ်လို့ယုံကြည်ထားကြောင်းပြောသွားပါသည်ဒေတာခန်အာနာပိုင်းများကလည်းတင်ပို့ကုန်များအစဉ်ပြေချောမွေစွာပို့ဆောင်နိုင်ရန်အကောက်ခွန်ထောက်ပံ့ရေးအဖွဲ့များထားရှိထားရလို့နန်းချံမြို့မှာအကောက်ခွန်အရာရှိပွန်ကီဖန်ကပြောပါသေးတယ်။ နိုင်ငံခြားရက်60အခွန်စည်းကြမှုရက်ဆိုင်ကြောင်းကြီးညာပြီးနောက်မှာအမေရိကန်ထုတ်ကတရုတ်ကနေကွန်တိန်နာတင်ပို့မှုကြိုးတင်မှယူခြင်းတွေက300ရာခိုင်နှုန်းနီးပါးမြင့်တက်ခဲ့ပါတဲ့။ပို့ဆောင်ရေးကုမ္ပဏီတွေက ကွန်တိန်နာတစ်ခုကိုဒေါ်လာ900ကနေ1500အထိဈေးနှုန်းတိုးမြင့်တက်မှတ်လိုက်ပါတယ်လို့သိရပါတယ်ရှင်။